င်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့ဇွန်လ24ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါတော့မယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေလည်းဥက္ကိုကြီးနဲ့သောတသက်ခိုင်တို့စီခိုလုံသွားတဲ့ NLD ပါတီဝင်တွေဆိုတဲ့တဲ့ရင်ရဲတကြက်နှစ်ယောက်ကို ရိုက်နှက်တက်ဖြတ်ပြီးဇက်တူသားပြန်စားတဲ့စစ်အုပ်စုဆိုတဲ့တဲ့ရင်ပြည်သူရဲမဟုတ်တော့လို့ရဲတွေကိုလစ်လျူရှူလိုက်တဲ့ပြည်သူတွေဆိုတဲ့တဲ့ရင် တက်တော့ပြုံးနေတဲ့မြန်မာမှာဒန်းပန်းနှမျိုးထပ်မံတွေ့ရှိတဲ့သတင်းဆိုရင်တက်တဲ့ UN မြမငလင်ကိုဆက်လက်ထောက်ပံ့မယ်ဆိုတဲ့သတင်း၊ရှမ်းလီမတူတဲ့ Israel Iran စစ်ပွဲဆိုတဲ့သတင်းအဲဒီလိုတနေ့တာအထူးကြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့အတွက်ပထမအဦးဆုံးသတင်းကတော့ဥက္ကကိုကြီးနဲ့တော်တက်တက်ခိုင်တို့စီခိုလုံသွားတဲ့ NLD ပါတီဝင်တွေဆိုတဲ့သတင်းနဲ့စလိုက်ချင်ပါတယ်။ မွန်ပြည်နယ်မော်လမြိုင်မြို့ကရွေးကောက်ပွဲနိုင်တဲ့ NND ပါတီဝင်တွေဟာဥက္ကုကိုကြီးနဲ့သောတသက်ခိုင်တို့ထောင်ထားတဲ့ပါတီတွေစီကိုခိုးလုံသွားတယ်လို့သတင်းရရှိပါတယ်။အင်အားစုဆောင်နေတဲ့ပြည်သူ့ပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီတို့စီကိုစစ်ကောင်စီတန်း၂021ခုနှစ်ကတည်းကဒူးထောင်အញ្ញံခံပြီးခံဝင်လက်မှတ်ထိုးထားတဲ့ NND ပါတီတစ္ဆာပေါင်းတချို့ဝင်ရောက်သွားတာဖြစ်တယ်လို့ဒီကြောင်သိရှိထားသူတွေကဆိုပါတယ်။ မော်လမြိုင်မြို့ခံလူမှုကွန်ရက်ရေးသမားတအူကပြည်သူ့ပါတီကမော်လမြိုင်မှာဘာဆိုဘာမှမရှိတော့ NLD ပါတီကတစ္ဆာဖောက်တွေနဲ့အခြေပြန်တယ်ဖို့စူးစမ်းနေတယ်။ပြည်သူလုံးထဲလည်းနည်းနည်းရောက်တယ်လို့ကြားရတယ်လို့ MBA ကိုပြောပါတယ်။အခုအချိန်ထိတရားဝင်လူလုံးထွက်ပြတာမျိုးမရှိသေးတဲ့အတွက်စစ်ကောင်စီကျင်းပဖို့စီစဉ်နေတယ်။ရွေးကောက်ပွဲဝင်ကြမဲ့ပါတီတွေစီရောက်သွားတဲ့ NLD ပါတီဝင်ပမာဏကိုတော့အတိအကျမသိရသေးဘူးလို့သူကပြောပါတယ်။ ပါတီပြောင်းသောသူတွေနဲ့ပါတီတွေကိုကြောင်ခရင်းပြက်နဲ့ဇရက်တောင်မန်ကျိုးတွေလိုမော်လမြိုင်မြို့ခံတုံးကအမှတ်ချက်ပေးပါတယ်ဥက္ကောကြီးဥဆောင်တဲ့ပြည်သူပါတီဟာမော်လမြိုင်မြို့ကိုအခြေပြုကမွန်ပင်နယ်အတွင်းတည်ငြိမ်မှုရှိတဲ့မြို့တချို့မှာဆက်လက်အခြေဆိုင်နိုင်မှုစ조사နေရလို့သိရပါဗျာ။ အနယ်ဒီတစ္ဆာဖောက်တွေဟာပီခိုင်ဖြိုးပါတီနဲ့မွန်ညညွရေးပါတီတွေစီကိုဝင်ရောက်သူမရှိသလောက်ရှားတယ်လို့သိရပါတယ်။စစ်ကောင်စီရေကောက်ပွဲကော်မရှင်ကဒီနှစ်ဒီဇင်ဘာလအတွင်းရေကောက်ပွဲကျင်းပဖို့စီစဉ်နေပါတယ်။ဒုတိယအနေနဲ့ရဲတက်ကျက်၂ယောက်ကိုရိုင်းနှက်တက်ဖြတ်ပြီးစေအောင်စုဇတ်တူသားချင်းညှဉ်းပန်းခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ဆရာနာသိန်းကာလာအစမှာမကွေးမြို့မှာအောက်ခြေစစ်သားကမြို့နယ်ရဲစခန်းမှုကို ပိုက်ရိုက်ပြီးထိုးနှက်ခဲ့တဲ့ရုပ်တံကိုမှတ်မိကြအောင်မယ်ထင်ပါတယ်။ ဒါဟာစစ်သားတွေသာအာဏာအကြီးဆုံးလုံးဆင်ရရှိတွေရဲ့ရိုက်သွင်းထားမှုကိုအမြင်သာဆုံးဥပမာပါပဲအခုဇွန်လ18ရက်နေ့မှာလဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလက်အောက်ကန်ရဲတပ်ချက်နှစ်ယောက်ကိုရိုက်နှက်တပ်ဖြတ်ပြီးစစ်သူသားပြန်ဆောင်မှုဖြစ်ပွားခဲ့တယ်လို့တတင်းရရှိပါတယ်ဇွန်18ရက်ကနိုင်ငံရေးအကျဉ်းသားအမျိုးသမီးတဦးအပါအဝင်92ဦးဟာထီလင်းရန်စကန်ကနေထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ် ။နောက်တရက်မှာပဲစစ်ကောင်စီတပ်သားတွေက အချုပ်တောင်ဝင်ကြရဲတပ်ကြံနှစ်ဦးဖြစ်တဲ့ရဲတပ်ကြံမြင့်အောင်နဲ့ကျော်စန်းထေတို့ကိုအချုပ်တဲထက်ကရိုင်းနဲ့တပ်ဖြတ်ခဲ့တယ်လို့ထီလင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတအူက MP ကိုပြောပါရတယ်။ အသက်20ကနေ45နှစ်အရွယ်ရှိတဲ့ထီးလင့်ဒေသခံတွေဟာ၃လကြာအချိန်ယူဖောက်ထွင်းခဲ့တဲ့အချုပ်ကနေ73ထွက်ပြေးခဲ့ပေမဲ့နိုင်ကျင်းမျိုးသမီးတဦးကတော့လမ်းခုလမ်းမှာမိုင်းနှင်တည်ဆုံခဲ့ရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လကလည်းမြို့နယ်တရားရုံးအချုပ်ခန်းကနေထီးလင့်ဒေသခံ9ဦးထွက်ပြေးလွတ်မြောက်ခဲ့ပူပါဗျ။တော်လိုင်းအဖွဲ့တွေအကောင်နဲ့ထီလင်းဒေတာမှာစစ်ကောင်စီတပ်တွေကမြို့ပေါ်ကိုပဲထိန်းချုပ်ထားနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ တတိယသတင်းကတော့ပြီးသူရဲမဟုတ်တော့လို့ရဲတွေကိုပြီးသူတွေကလစ်လျူရှူပြီးတိုင်ကြားမှုတွေမလုပ်ကြတော့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ခိုးဆုလူရဲ့ဓမြတိုင်းမှုတွေအပေါ်များဆုံးရန်ကုန်ကစင်ချေပုံမျိုးနယ်တွေရဲ့ရဲစခန်းကရဲတွေဟာလိုင်းကြီးကောင်းရုံကလွဲပြီးဘလို့တိုင်ကြားမှုမျိုးကိုမှမရဘူးလို့တည်င်ရရှိပါတယ်။လိုင်းတရာအရှိပိုင်းနဲ့အနောက်ပိုင်းမျိုးနယ်တွေအပါအဝင်ရွှေပြည်သားနဲ့တကုံလေးမျိုးနယ်မှာခိုးဆုလူရဲ့မှုတွေနှင်းစင်ဖြစ်ပွားနေရလို့မြို့ကန်တွေစီကသိရပါတယ်။ အဲ့ဒီမှာနေထိုင်သူတွေဟာမတိုင်ရင်ပြဿနာတန်နိုင်တဲ့ရာဇဝဲမှုတွေလောက်ကိုပဲ yes scan ကိုအတိပေးတဲ့ပုံစံပြုလုပ်နေကြတယ်လို့ MB ရဲ့ရန်ကုန်အခြေဆိုင်ရဲသတင်းရင်းမြစ်တွေစီကတီးရပါဗျ။လူတက်မှုတို့ဓာတ်နဲ့အထိုးခံရပြီးဆေးရုံရောက်တာမျိုးတို့ပေါ့အလောက်ပဲများသောအဖြစ်ရဲစကန်တိုင်နဲ့ကြံတဲ့ခိုးဆုပ်လူရက်ကိုတော့ကိုဖြစ်ကိုခံမဲ့သဘောထားတော့တယ် တိုင်းလဲရဲကဘာမှလုပ်မပေးဘူးလို့ယူဆကြတယ်။ရဲတွေကိုပြည်သူတွေကအယုံကြည်မရှိတော့တာကြားပြီးလို့ရဲသတင်းရင်းမြစ်တဦးကပြောပါတယ်။မနက်ညတန်းစီရမီသွားဖို့လှဲ့ကင်းပတ်ပေးဖို့နဲ့လိုင်းကျေးကောက်ဖို့ပဲအလုပ်လုပ်ရတယ်လို့နောက်ထပ်ရန်ကုန်ရဲတရင်ရင့်မြစ်တအူးကလည်းပြောပါရယ်။စင်ချေဘုံမြို့နယ်တွေမှာနေစဉ်ခုံးမှုလူရမှုဓာတ်ထုတ်မှုရန်ဖြစ်မှုတွေဟာနေစဉ်ဖြစ်နေကြအောင်မြို့ခံတွေအတွက်မထူဆန်းတော့တဲ့အခြေအနေဆက်ရောက်နေပြီလို့ဆိုပါရယ်။ ဇွန်လ22ရက်ကတကုံမျိုးသစ်တောင်ပိုင်းဒုက္ခတကုံအင်ယာမှာနေနေပစ္စည်းဝင်ခိုးသူကိုအင်ရှင်မျိုးသားကဖမ်းမှုစူးစမ်းချင်းတခိုးကဓာတ်နဲ့မတိမချင်းထိုးတက်ခဲ့တယ်လို့ဝင်ကူတဲ့မိန်းမလည်းဒဏ်ရာရရှိခဲ့ပါတယ်။ ဆက်လက်ပြီးတစ်တော့ပြုံးနေတဲ့မြန်မာမှာဓာတ်မှတ်နှမျိုးထပ်မံတွေ့ရှိတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံတကာတစ်တောပြုံးတိမှုတွေကိုစောင့်ကြည့်နေတဲ့ Global Forest Watch က2024ခုနှစ်တနှစ်ထဲအေကခုနှစ်သိန်းတထောင်ကျော်မြန်မာကတစ်တောပြုံးတိခဲ့တယ်လို့ဆိုထားပါဗျ။ဒါပေမဲ့မြမမျိုးရင်ဓာတ်မှတ်မျိုးစိတ်တစ်နှမျိုးကို ထမန်တီတောင်းရိုက်တရိษံပြိမဲ့တော်မှာထမန်တွေ့ရှိခဲ့ပြန်ပါတယ်။ဓမျိုးကို2019ခုနှစ်နဲ့2021ခုနှစ်တွေမှာတွေ့ရှိခဲ့တာဖြစ်ပေမဲ့ Native Species Conservation and Identification အဖွဲ့အနေနဲ့အခုမှအတည်ပြုထုတ်ပြန်လာနိုင်တာဖြစ်ပါတယ်။ ဒီကြောင့်တစ်သောစီဝါမျိုးစုံမျိုးခွဲထိမ့်သိမ့်ရေးတဲ့အပြင်မျိုးခွဲပညာရှင်ဒေါက်တာမျိုးမင်းလက်ကမျိုးစိတ်နှမျိုးမှာတွေ့ရှိခဲ့တဲ့အချိန်ကမတူဘူးခရမ်းကြရောင်လေးက2019မှာစတူတယ်တက္ကသိုလ်ကျောင်းသားတွေနဲ့ထမှန်တီကျိုးဝိုင်းကိုလက်တွေ့ကွင်းဆင်သွားတော့ကြောက်ကပရန်ကြီးတွေမှာတွေ့တယ်ဒါပေမဲ့မြမပီတွင်းမှာဆောင်ရွက်စာတန်းအခက်အခဲရှိတာကြောက်ရောလက်လန်းမမီတာကြောက်ရောမျိုးမခွဲနိုင်သေးဘူးအကောင့်ထဲမဖော်နိုင်သေးဘူးအသစ်ဖြစ်တယ်ဆိုတာတော့သိတယ်အဝရောင်လေးကတော့2020ကျွန်တော်ရဲ့ပါရဂူပွဲတင်တဲ့အတွက်ဒေ တော့တောက်ောက်တဲ့အခါမှာတွေ့ခဲ့တာစာတန်းထွက်ခဲ့တာကတော့2023ခုနှစ်မှာထွက်ခဲ့ပါတယ်လို့ပြောပါတယ်။ထင်းရောင်ဂျမ်မန်ကိုမြမအပင်များမှတ်တမ်းစာအုပ်ကိုမွမ်းမံပြင်ဆင်ခဲ့သူဆီယမကြီးဒွန်ရင်ကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ရင်ရင်ကြီးဒံပန်တိတ်ပံမီ impatient ရင်ရင်ကြီးနဲ့အဝါရောင်မျိုးစိတ်ကိုနန့်ဖလာဒံပန်လေးတိတ်ပံမီ impatient horizontalis လို့အမည်ပေးထားပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းကတော့စစ်ကောင်စီလက်ထက်မှာတစ်တော့ဖုံးလွှမ်းမှု 52တသမ600ရာခိုင်နှုန်းပဲရှိတော့ပေမဲ့တက်တော့ပြုံးတိမှု ရော့ကျသွားတယ်လို့ပြောထားပါတယ်ပြည်တွင်းနောက်ဆုံးသတင်းကတော့စိုးရင်တက်တဲ့ UN ကမြမငလင်ကိုဆက်လက်ထောက်ပံ့မယ်လို့ပြောလိုက်တဲ့သတင်းဖြစ်ပါတယ်။နလာတာအတွင်းငလင်တန်သင့်ပြည်သူတသိန်းခွဲကိုဆက်လက်ထောက်ပံ့သွားမယ်လို့မြမကကုလသမဂ္ဂယုံကဒီနေ့ရက်စွဲနဲ့ကြေညာလာပါတယ်။ ကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP နဲ့မိဘအဖွဲ့တွေဟာဇွန်နဲ့ဇူလိုင်၂လအတွင်းငလင်တန်နဲ့ပြည်သူတန်ပေါင်းများစွာထဲကသတိန်ခွင်ကိုရွေးချယ်ထောက်ပံ့ပေးမဲ့အစီအစဉ်ကိုအသိပေးလာတာဖြစ်ပါတယ်။စာနယ်ရိတ်ကငွေသားအဟာရနဲ့တန်လန်ထူထောင်ရေးအကူအညီတွေပါဝင်မယ်လို့သိရပါဗျ။ ကုလာဘက်ကစစ်ကောင်စီစူးမိုးနယ်မြေတွေမှာပြည်သူရင်းစီတိုက်ရိုက်ထောက်ပံ့နေတာတွေ့ရပေမဲ့ပြည်ရဲနယ်မြေတွေတော့ထောက်ပံ့ပေးတာမတွေ့ရဘူးလို့မန္တလေးမြို့ကန်တဦးကပြောပါရယ် WFP နဲ့မိဘအဖွဲ့တွေဟာစကိုင်းမန္တလေးရှမ်းပြည်တောင်ပိုင်းနဲ့နေပြည်တော်တို့မှာငလင်ပေးတုတ်ပြန်ရေးလုပ်ငန်းစဉ်အဆင့်တစ်အဖြစ်လူဦးရေ၄သိန်းကိုအကူအညီပေးပြီးဖြစ်တယ်လို့သိရပါဗျ။မတ်လ28ရက်နေ့က AR Star Scale 9.3အဆင့်နဲ့လှုပ်ခိုက်ခဲ့တဲ့ငလင်ကြီးကြောင့်လူ16တန်းကျော်ခန်းစားခဲ့ရ သလိုလူဆယ်သန်းနီးပါးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့စစ်ကောင်စီထုတ်ပြန်ချက်အရသိရပါဗျ။ဒီငလင်ကြောင့်လူ၄000နီးပါးတည်ဆုံခဲ့ရသလို9000ကျော်လဲထိခိုက်ဒဏ်ရာရထားတယ်လို့သိရပါဗျ။နောက်ဆုံးပြပသတင်းကတော့ထရန့်လီမတိုးတဲ့အစ္စရေးအီရန်စစ်ပွဲဆိုတဲ့အကြောင်းနဲ့နှုတ်ဆက်လိုက်ပါရစေ။ ဒီနေ့မနက်မှာပဲအမေရိကန်အပြင်အီရန်ဘက်ကပါအပြစ်ခတ်ရက်စဲပြီလို့ကြေညာလိုက်ပေမဲ့အစ္စရေးနဲ့အီရန်တို့ရဲ့အပြန်အလှန်တိုက်ခိုက်မှုတွေဆက်ရှိနေစေဖြစ်တယ်လို့တတင်းရရှိပါရယ်လူထိခိုက်မှုမရှိတဲ့ကာတာနိုင်ငံကအမေရိကန်စစ်စခန်းတွေတိုက်ခိုက်ခံရပြီးနိုင်ပိုင်းအတွင်းမှာပဲအစ္စရေးအီရန်တို့ရဲ့ဆက်နက်နိုင်ကြားအပြစ်ရက်တင်းကိုဒေါ်နယ်ထရန့်ကကြေညာလာတာပါအပြည့်ရပြီလို့ပြောတဲ့အီရန်ကဒီနေ့မနက်ပိုင်းမှာအီရန်ဒုံးကျည်ကြောင်းအစ္စရေးနိုင်ငံတောင်ပိုင်း ဖိယရှိပါမြို့မှာ၄ဦးသေဆုံးပြီးထဏ်ရာရသူအများပြားရှိခဲ့တယ်လို့အစ္စရေးကထုတ်ပြန်ပါတယ်။ထရန်ကသူ့ရဲ့ True Social မှာလုံးဝအပြစ်ခတ်ရက်စဲလိုက်ပြီးလို့ရေးသားခဲ့တယ်လို့အီရန်နိုင်ငံမှာရုပ်တံလိုင်းကလည်းအပြစ်ခတ်ရက်စဲကြောင်းကြေညာခဲ့ပေမဲ့အီရန်ဘက်ကနေဒုံးကျည်တွေထပ်ပစ်နေပြီလို့ Israel စစ်တပ်ကပြောလာတာပါ ထရန်ကဒီနေ့နေ့လယ်ပိုင်းသူ့ရဲ့ True Social Post မှာအပြစ်ခတ်ရက်စဲတာစတင်အသက်ဝင်ပါပြီချိုးပေါက်တာတွေမလုပ်ကြပါနဲ့လို့ရေးသားခဲ့ပါတယ်။ဇွန်လ23ရက်နေ့မနက်အစောပိုင်းကစတင်ခဲ့တဲ့ Israel Iran လေကြောင်းတိုက်ပွဲဟာစနေရက်ဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေစေဖြစ်တယ်လို့ American ဘက်ကလည်း Iran Nuclear စက်ရုံ၃ခုကိုပေါင်3000ဘုံးတွေနဲ့ဇွန်လ22ရက်ကလည်းတိုက်ခိုက်ထားပါတယ်။ MP ရဲ့တနေ့တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်